်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုမင်းအောင်လိုင်ဘာကြောင့်ကြောက်နေရသလဲမြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာပြီလို့ဆိုလိုက်တော့ဒေါ်နယ်ထရန့်အစိုးရဟာမြန်မာအလင်းချင်းမုံလောက်တာဖတ်ပြီးမြန်မာရေးကိုအကဲဖြတ်လိုက်တာလားဆိုတဲ့မေးခွန်းလေးထွက်ပေါ်လာပါတယ်အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့နိုဝင်ဘာ25ရက်ထုတ်ပြန်ချက်မြန်မာနိုင်ငံသားတွေကိုပေးအပ်ထားတဲ့ယာယီခုလုံကွက် TPS ဖြတ်သိမ်းကြောင်းကြီးညာချက်မှာ မြန်မာနိုင်ငံရဲ့အခြေအနေကနေရက်ပြတ်ဖို့ဘေကင်းလုံခြုံပြီးလို့စူထားယုံတင်မကလွတ်လပ်မျှတတဲ့ရွှေခောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတယ်။အောင်မြင်တဲ့အပြစ်ခတ်ရစဲကြီးလည်းရှိနေပြီလို့ဆိုထားတာကြောင့်ဒါဟာအမေရိကန်ဝန်ကြီးဌာနတစ်ခုကထုတ်ပြန်တာမှဟုတ်ရဲ့လားလို့နှာခေါင်းမကထက်ကြည့်ရပြန်နေ။နေပြည်တော်ကမင်းအွန်လိုင်းနဲ့လက်တဆုပ်စစ်ဗိုလ်ချုပ်တက်တိုက်ကတော့ဒါမှဒိုဒေါ်နယ်ထရန့်လို့ကြွေးကြော်ကဖန်ကွက်မြောက်တိုင်းကွက်နှင်းချမှအသေးချပါပဲ။ TBS ဖြတ်သိမ်းကြောင်းထုတ်ပြန်ပြီးနောက်တရက်နိုဝင်ဘာ26ရက်မှာပဲ နိုင်ငံရေးအကျဉ်းသားရသသက်ကြီးပုံမှ905ကကြီးပုံမှတွေကိုရွေးကောက်ပွဲမဲပေးဖို့အကြောင်းပြချက်နဲ့လူငယ်ခွင့်ပြုကြောင်းစစ်ကောင်စီကခြေညာလိုက်တာဟာအမေရိကန်ရဲ့သဘောထားကိုအစင်းဘိန်တက်ပြီးလို့ရနိုင်မလားဆိုတဲ့အိမ်မက်နဲ့ခြေတလန်းမြင်းမြန်လှမ်းလိုက်ကြောင်းသိတာရယ်နိုင်ငံရေးအကျဉ်းသား905ကကြီးတည်သက်လူငယ်ခွင့်ပြုတာဆိုတော့နိုင်ငံတကာမြင်အောင်ထုတ်ရှိုးလို့ကောင်းတာသိကြရယ်905ကကြီးနဲ့အမှုရင်ဆိုင်စဲနဲ့ထွက်ပြေးတိန်းရှောင်9580ဦးတို့ရဲ့အမှုတွေကိုပိတ်သိမ်း905ကကြီးအပြင်တခြားပုံမှားတွေနဲ့ပါထောင်တန်းကြ 2361ဦးကို905ကကြီးပြစ်ဒဏ်လွန်ငိမ့်သက်တာ905ကကြီးတခုတည်းနဲ့ထောင်ကျနိုင်ခြင်း824ဦးကိုပြန်လောစေုပ်စုရဲ့ထုံးစံအတိုင်းလွန်ငိမ့်ခွင့်ပေးတာကတော့အဲ့ဒီလိုကိန်းကနန်းတွေရှုပ်ရှုပ်ထွေးထွေးနဲ့ကြီးကျယ်ခမ်းနားတဲ့အောင်လုပ်ပြတယ်။ဒေသစစ်စစ်ဖြေထုတ်ကြည့်လိုက်တော့လွမြောက်လာသူအများစုကလွတ်ရက်စီတော်မယ်သူတွေအုတ်ရိုးနောက်ကထောင်ထဲမှာနိုင်ငံရေးအကျဉ်းသား2204ဦးကျန်နေတဲ့ကြောင့်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရည်အသည် AAPP စည်ရင်ကဆိုတဲ့ အာနာသိန်းစစ်တပ်ကပေးခဲ့တဲ့လူငင်ကွ16ကြိမ်မှာနိုင်ငံရေးအကျဉ်းသား73.8ခန့်ရာခိုင်နှုန်းသာပါဝင်ကြောင်း ISP မြန်မာကထုတ်ပြန်ထားတယ်။လူငင်ကျင်ရတဲ့ရှယ်ဝင်းကျင်နိုဝင်ဘာ25 28 28ရက်တို့မှာဒါရိုက်တာမိုက်တီဟာတာတယုတ်ဆောင်အုံတိုင်းနဲ့တယုတ်ဆောင်ကျော်ဝင်းထွတ်တို့ကိုရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ထောင်တန်း9နှစ်စီချလိုက်တာလေမှတ်သားစရာကောင်းနေပြန်တယ်။နိုဝင်ဘာ26ရက်လွန်ငင်းဟာနိုင်ငံရေးသမားတီးတန့်ဆိုပေမဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတအူးမှတောင်မပောင်း သမရဥပမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဆိုတာအဝေးကြီးဒါပေမဲ့စစ်တပ်လော်ဘီတချို့စီကနေရွေးကောက်ပွဲပြီးရင်လာမပေါ့ဆိုတဲ့ညှော်လင့်ချက်ပေးတဲ့အသံထွက်ပေါ်လာတယ်။အဲ့ဒီအသံကိုနောက်တစ်မျိုးဘာသာပြန်ရရင်ရွေးကောက်ပွဲကိုမှနောက်ရှက်ကြနဲ့ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်မှဂျန်နာရီဖြစ်လာနိုင်မယ်လို့ပြောခြင်းနဲ့ပုံ 2010ရွေးကောက်ပွဲပြီးမှဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ခွာနေပြန်လွတ်ပေးခဲ့ဘူးတာလည်းရှိနေတော့2025တရားမဝင်ရွေးကောက်ပွဲပြီးမှပြန်လွတ်ပေးမလားလို့ထောက်လန်းရေးအင်အားစုတွေကနိုင်ငံရေးလက်ပန်းချနေသူတချို့တောင်မျှော်လင့်ကြသေးတယ်။အဲဒီလိုမျှော်လင့်ကြမယ်ဆိုရင်ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ဖမ်းထားတယ်လဲဆိုတာအရင်စမ်းစစ်ကြဖို့လိုပါမယ်။အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ဖမ်းထားပါတယ်လဲ။တကြောင်တဲ့နဲ့ချုပ်ရရင်စစ်ဘိုလ်ချုပ်တွေရဲ့အမျိုးအတီးနဲ့အကြောက်တရားကြောင့်လို့ဆိုရပါမယ်။ ဒုတိယအာဏာရှင်တန်းရွှေကစလို့များစွာသောစစ်ဘိုလ်ချုပ်တို့ကဒေါအောင်ဆန်းစုကြည်ဟောင်းတို့ရဲ့မတရားအာဏာနဲ့နိုင်ငံရေးအနာဂတ်ကိုရိုက်ချိုးနိုင်စွမ်းရှိသူတအုပ်အဖြစ်အကြောက်တရားကြီးခဲ့ုံတယ်မကဒေါအောင်ဆန်းစုကြည်အပေါ်မြန်မာပြည်သူအများစုကခြွင်းချက်မရှိထောက်ခံကနိုင်ငံကောင်ဆောင်အဖြစ်အတိမတ်ပြုချခြင်းကိုလည်းမနာလိုစိတ်ကြီးခဲ့ကြတယ်စစ်ဘိုလ်ချုပ်တွေဟာဒေါအောင်ဆန်းစုကြည်အပေါ်ပြည်သူတွေထောက်ခံတယ်လို့မျိုးလိုချင်ကြပေမဲ့နောက်ဘဝမှာတော့မဖြစ်နိုင်မှန်းလေသိနေလေတော့ တောက်တန့်ပြင်းပြင်းခောက်ခါအညိုတကြီးနဲ့အကျဲချုပ်ချခဲ့တာစေအစိုးရလက်ထက်တခြားလုံးပါပဲရိုးရိုးကြီးတိမ့်စိန်အစိုးရလက်ထက်ရောက်တော့ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူကြားနိုင်ငံရေးကုလူမှုတွေကိုတားဆီးပိတ်ပင်လို့လည်းမရတော့တာကြောင့်ဒေါ်အောင်ဆန်းစုကြည်ဘာလေးဆိုတာကိုမကြည့်ချင်ရင်တောင်ညင်နေရတော့တယ်နိုင်ငံတကာရဲ့ဖိတ်ခေါ်မှုကြောင့်ဖိပခီးစစ်တွေလည်းအလီလီကြိုဆိုမှုတွေလည်းတဲတဲလုံးထန်ကနိုင်းကြလာတဲ့အင်္ဂလိပ်လိုမေးခွန်းနေမကပြင်သစ်လိုတောင်ပြောလိုက်သေးတဲ့ဆိုတော့မြန်မာလိုပြောတာတောင်ခွေးအကြီးလှဲနေတယ်လို့ဖြစ်နေတဲ့စစ်ဘိုလ်ချုပ်တွေချိန်မနိုင်ခဲမရ ABCD လောက်မှာတိုင်ပတ်နေတဲ့မင်းအောင်လိုင်းခမအန်တကြိတ်ကြိတ်နဲ့မနာလိုစိတ်တွေကလည်းသူသွေးသားတဲ့အပွားမြန်တဲ့ကင်ဆာဆဲတွေလိုမျိုး2015ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြတ်သားစွာအနိုင်ရပြီးကြံ့ဖို့အစိုးရတတ်တမ်းမကုံသေးတဲ့အချိန်မှာရိုးရိုးကြီးတိမ့်စိန်တောင်ကလိန်ကြီးကလိန်ညံတွေနဲ့ဝင်ကြီးဌာနဗတ်ချက်တွေကုန်အောင်သုံးခိုင်းနေဆိုတဲ့သတင်းထွက်ခဲ့တဲ့အနေဒီအစိုးရတက်လာခြင်းဟာ2020မှာသမရဖြစ်ဖို့အိမ်မက်မက်နေတဲ့မင်းအောင်လိုင်းရဲ့နိုင်ငံရေးမျှော်လင့်ချက်ကိုဓာတ်ရိုက်စိန်ခေါ်လိုက်ခြင်းလည်းဖြစ်တဲ့ 2020ရွေးကောက်ပွဲမှာ NLD ပါတီနောက်တစ်ချိန်အစိုးရမဖြစ်ရေးဟာမင်းအောင်လှိုင်ရဲ့နိုင်ငံရေးအကျိုးစီးပွားနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်။အဲဒါကြောင့်လဲ NLD အစိုးရလက်ထက်တိုင်းပြည်ရှေ့တလန်မတက်လာစေရေးအတွက်မင်းအောင်လှိုင်ရဲ့စေအုပ်စုဝင်တွေနီလန်းမျိုးစုံနဲ့ခြေထိုးခံခဲ့ကြတယ်။စေအုပ်စုကနိုင်ငံရေးအောက်လန်းနီမျိုးစုံတုံးကကန့်လန့်တိုက်ခြေထိုးခံနေတဲ့ကြားကပဲတိုင်းပြည်ရှေ့တလန်တိုးလာတာကိုပြည်သူတွေလက်တွေ့ခံစားခဲ့ရတယ်။ NLD အစိုးရလက်ထက်မှာပြည်သူတွေရဲ့အလို့ချင်းဆုံးဆန္ဒတိုင်းပြည်စည်းပွားရေးတိုးတက်လာပြီးအာရှရဲ့နောက်ပေါက်ကြားရကောင်အဖြစ်ပြည်သူတွေမျှော်လင့်ချက်ကြီးခဲ့တယ်။အဲဒီလိုမျှော်လင့်ခဲ့တာကြောင့်ပဲ2020ရွေးကောက်ပွဲမှာပြည်သူတွေအလုံးအင်းနဲ့ပုံဩခဲ့လို့ NLD ပါတီမြင့်မြင့်မားမားအောင်ပွဲခံခဲ့ပြန်တယ်။2020ရွေးကောက်ပွဲရလဒ်ကမင်းအောင်လှိုင်ရဲ့နိုင်ငံရေးမျှော်လင့်ချက်ကိုပွဲသိမ်းရိုက်ချက်နိုင်ငံရေးလားပင်စင်လဲဖြစ်နေပြန်တယ်။2021နှစ်လေလောက်မှာကာကြုံဘဝပင်စင်လဲယူရတော့မှာမို့အာနာလက်မဲ့ဘဝမှာ ထောင်တမန်တလင်းခေါင်းအုံးအိပ်ရတာမျိုးလေးဖြစ်နိုင်ကြောင်းမလုံမလဲအိမ်မက်ဆိုးတွေလည်းမက်ခဲပုံရတယ်။အဲဒီမှာချောင်းပိတ်မိနေတဲ့ခွေးမှန်ဖီတော့တယ်။2020ရွေးကောက်ပွဲပြီး NLD ပါတီဖြတ်သားစွာအနိုင်ရရှိကြောင်းမေယာလက်ထွက်ပေါ်လာခြင်းကစလို့စစ်တပ်ကအာဏာသိမ်းတဲ့2021ဖေဖော်ဝါရီ1ရက်အထိကာလမှာ NLD အစိုးရထိပ်သီးသမရဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်စီမင်းအောင်လိုင်ကကိုယ်စားလှယ်တွေစစ်လွတ်ပြီးသူ့ကိုသမရယာရူပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့လည်းသတင်းထွက်ပေါ်ခဲ့တယ်။မင်းအောင်လိုင်ကသူ့တောင်းဆိုချက်မရတဲ့အစော လွှတ်တော်မခေါ်ယူခင်အာဏာသိမ်းလိုက်တယ်လို့လည်းအတီမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်ခဲ့တယ်။ဘာကြောင့်အတီမပြုတ်နိုင်သေးတာလဲဆိုတော့အတီပြုတ်ပေးမဲ့ဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်နဲ့သူတို့ရဲ့လူယုံအနှင်းငယ်ကိုဒီနေ့ထိမင်းအောင်လိုင်ကဖမ်းဆီးထားတာကြောင့်ပါပဲ။2021ခုနှစ်အောက်တိုဘာ12ရက်နေ့ပြီးတော့ဇဘူတီတီမြို့တရားရုံးမှာတမရဦးဝင်းမြင့်ရဲ့ထွက်ဆိုချက် Facebook စာမျက်နှာပေါ်ပေါက်ကြားမှုတစ်ခုလည်းရှိသေးတယ်။အဲ့ဒါကအာဏာသိမ်းတဲ့မနက်မင်းအောင်လိုင် ခန့်စစ်တပ်အရာရှိကြီးနှစ်ဦးကဦးဝင်းမြင့်ကိုကျမ်းမာရေးအကြောင်းပြကသမရရာဒူးကနေနှုတ်ထွက်ခိုင်းရမှာဦးဝင်းမြင့်ကအသက်တာအသေးခံပဲနှုတ်ထွက်မပေးနိုင်ကြောင်းပြောကြားချက်သမရဦးဝင်းမြင့်ရဲ့အဲ့ဒီထွက်ဆိုချက်ဟာမှန်နိုင်ချေရာနှုံးပြည့်ရှိပေမဲ့ဦးဝင်းမြင့်ရဲ့တရားဝင်ပြောကြားချက်မဟုတ်သေးတာကြောင့်အတည်မပြုနိုင်သေးဘူးလို့ဆိုရပါမယ်2020ရွေးကောက်ပွဲအပြီးနဲ့အာနာမသိင်ခင်ချာကာလမှာမင်းအောင်လှိုင်အယူမီဝိုင်းဖြစ်ကံသမရရာဒူပေးရီအရှက်တိတ်ခါမဲ့အတောင်အရန်ပတ်ဆက်ချင်းချောက်ခဲ့တာတွင်နဲ့ အာနာသိန်းနဲ့မနဲ့အဖြစ်ပြက်တွေကိုကာယကံရှင်တွေကတရားဝင်ထုတ်ဖော်ပြောကြားခွင့်ရခဲ့ခြင်းမင်းအောင်လိုင်းကြောင်းလိန်နေတဲ့အာနာထိန်းတာပါဆိုတဲ့စံညွှန်းဟာအချက်လက်ခိုင်လုံစွာနဲ့ပြည့်ပြည့်သွားပါတော့မယ်။အထူးသဖြင့်ကမ္ဘာအစင်ဩစာကြီးတဲ့ဒေါအောင်ဆန်းစုကြည်ကသာထုတ်ဖော်ပြောကြားခဲ့ပေဆိုရင်မင်းအောင်လိုင်းဟာနိုင်ငံတော်ပုံကံမှုကျူးလွန်ကအာနာသိန်းခဲ့သူဖြစ်ကြောင်းကမ္ဘာကြီးကထက်လောင်းအတည်ပြုလိုက်ပါတော့မယ်။ပြောရရင်မင်းအောင်လိုင်ရဲ့ဘဝပေးအခြေအနေကဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဩစာကြီးမှုကို အစင်အဆက်ကြောက်ခဲ့ရယုံတယ်မကတောင်အောင်ဆန်းစုကြည်ကအမှန်တရားဖော်ထုတ်မှာကိုလည်းကြောက်နေရတာပါဆိုတော့မင်းအောင်လိုက်ကြောက်နေရတဲ့ဦးဝင်းမြင့်တောင်အောင်ဆန်းစုကြည်ကိုတရားမဝင်ရွှေခောက်ပွဲပြီးရင်ပြန်လွတ်မလားဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးစာရှုသူတို့ကိုယ့်ဘာသာဖြေဆိုကြည့်စီလိုပါတယ်တရားရာကဦးဝင်းမြင့်တောင်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရခေါင်းဆောင်တွေအနေနဲ့မင်းအောင်လိုက်ရဲ့တရားမဝင်ရွှေခောက်ပွဲကိုအတိမတ်ဖြုတ်လိုက်ယုံတယ်မကနိုင်ငံရေးစကားလေးတခုံးတော်မပြောတော့ပဲနိုင်ငံရေးကလပ်ကချလိုက်ကြမယ်ဆိုရင်တော့အခုချက်ချင်းလေးလှုပ်ပေးမှာပါပဲ သမရဦးမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တိုင်းဖြတ်ပြည်သက်စစ်အာဏာရှင်တွေကိုအငြင်းမခံဘူးဆိုတာလဲသိသိချာနေပါတယ်။ဆလဘီစစ်အုပ်စုကရွေးကောက်ပွဲမှာမဲပေးသူများလာရန်ဖိအားပေးထိန်ချောက်တဲ့နီလန်းတွေတုံးလာတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲပေးသူရှာခိုင်နှုန်းမြင့်တက်စေဖို့လူတို့စီယုံဆောင်ရွက်ချက်တန်းဖိအားပေးပြီးမဲထွက်ပေးခိုင်းမှုကိုစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေအသုံးချလာတယ်လို့ Data4 မြန်မာကထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ၄ရက်နေ့ကထုတ်ပြန်လာတဲ့2025ရွေးကောက်ပွဲအကြိုကာလအခြေအနေနှုံထသုံးသပ်ချက်မှာပြည်သူ့မဲဆန္ဒရှင်တွေကိုစီယုံမှုဒီလန်တွေကဖိအားပေးခြင်းချိန်ချောက်တဲ့လမ်းစဉ်တွေကိုတချို့အုပ်ချုပ်ရေးအဖွဲ့များကအသုံးချနေခဲ့တယ်လို့အစီရင်ခံစာကထောက်ပြထားပါတယ်။မဲပေးမလာလျင်ပြဿနာဖြစ်မှာကိုစိုးရိမ်တဲ့အကြောင်းတရားတွေကြောင့်မဲဆန္ဒရှင်တချို့ကမဖြစ်မနေမဲပေးရမယ့်အခြေအနေတွေကိုလည်းတွေးလိုက်ရတယ်လို့ဆိုပါရယ် ရွေးကောက်ပွဲမှာမဲပေးသူရာခိုင်နှုန်းဘလောက်ရှိမယ်ဆိုတာမသိသေးပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့နှိုင်းယှဉ်ရင်မဲပေးသူရာခိုင်နှုန်းနည်းလိမ့်မယ်ဆိုတာကတော့အားလုံးကခံမှန်းပြီးဖြစ်ကြောင်းလေမဲပေးသူရာခိုင်နှုန်းနည်းခဲ့ရင်ပုံသေးမဲပေးသူဥယျာဉ်များတဲ့အစံခါရေးပါတီကအသာစီးရနိုင်တယ်လို့ Data for မြန်မာအစီရင်ခန်းစာကဆိုပါတယ်ဥပဒေရေးရကျွမ်းကျင်သူတွေကတော့မဲမပေးခြင်းကမဲဆန္ဒရှင်တိုင်းရဲ့အခြေခံအခွင့်အရေးဖြစ်ကြောင်းသတိပေးဖော်ပြခဲ့ပြီး PRP ချင်းနီလန်းတွေကရွေးကောက်ပွဲရဲ့ညဉ့်ဉန်းမှုကိုများစွာအမခံနေတယ်လို့ဝေဖန်ထားပါတယ် ကြအပြင်မဲပေးသူရာဂိုင်းနှုတ်အနေဆုံးဘလောက်မှရွေးကောက်ပွဲအထမြောက်တယ်ဆိုတဲ့စီကံကမြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေထဲမှာမပါဝင်တာကြောင့်ပါတီအများစုအနေနဲ့ခုအနိုင်ရနိုင်ရည်မတည်ကြပေမယ့်ညွှန်ကြားချက်တွေလူလူအများဆုံးမဲထွက်ပေးဖို့တိုက်တွန်းစည်းရုံးရတဲ့အခြေအနေထွက်ပေါ်နေတယ်လို့အစီရင်ခံစာကသုံးသပ်ထားပါတယ်။ရှန်ကုန်တိုင်းအတွင်းမြို့နယ်အများစုမှာနိုဝင်ဘာ28ရက်မှစတင်ကရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေလာဝကာရီဖြူစောတိအဖွဲ့တွေကတအိမ်တက်တအိမ်စင်သကောင်ဆေးရများလိုက်တောင်းယူကြည့်ပြီး မဲစရင်လိုက်စစ်စည်းနေတယ်လို့မျိုးကန်တွေကပြောပါတယ်။ရန်ကုန်တိုင်းကတာခိတမြို့နယ်မြောက်ဥကလာမြို့နယ်အင်းစိန်မြို့နယ်တောင်နဂုံမြို့နယ်မင်္ဂလာတောင်ညွန့်မြို့နယ်ကာကြီးရက်ကွက်အချို့မှာတအိမ်တက်တအိမ်စင်မဲစရင်ကြီးဖို့နဲ့မဲပေးဖို့နှိုးဆော်ထားတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွန်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။